ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီမနေ့ကျင်းပခဲ့တဲ့1.937ပြိုင်ပွဲမှာကျွန်တော်နောက်ထပ်စိတ်ဝင်စားခဲ့တဲ့ပွဲစဉ်တစ်ပွဲကတော့ Black Panther ရဲ့ပွဲစဉ်ပါပဲ Time Fighter Black Panther ကို Johan SP Junan နဲ့ဝမ်ကပွဲတင်ပေးခဲ့တာဖြစ်ပါတယ်ပြောရမယ်ဆိုရင်ဗျ Black Panther ကတန့်စင်ဇလန်းနဲ့အဆက်ဆက်ရှိတယ်ဘလို့အဆက်ဆက်ရှိတယ်လဲဆိုတာကိုကျွန်တော်ပြိတ္တတွေနားလည်အောင်ပြောပြရမယ်တကယ်က ခါခဲရုနဲ့ပွဲတယ်ပေးခဲ့တာဟာဘလက်ပန်သာဖြစ်ပါတယ်။တန့်စင်မဟုတ်ပါဘူး။ဒါပေမဲ့ပွဲထိုးရမယ့်အချိန်ဤတော့မှဘလက်ပန်သာဟာလေ့ကျင့်ရေးမှာဒဏ်ရာရတယ်လို့လို့အကြောင်းပြပြီးတော့ပြန်ပွဲရနှုတ်ထွက်သွားခဲ့တယ်။ပြောရမယ်ဆိုရင်ဗျာဝမ်းကရေးထားတဲ့ဇန်ညွန်ကိုဘလက်ပန်သာအလိုက်တပိနဲ့ခြောင်သွားခဲ့တယ်။ဝင်မထိုးပေးခဲ့ဘူး။ဒီမှာရင်ဝမ်းကအစားတို့ဖိုက်တာရှားတယ်။ခါခဲရုနဲ့ပွဲအတွက်ဒီချိန်မှာတန့်စင်ကဝင်ထိုးတယ် short notice နဲ့ပါလာခဲ့တယ်ပေါ့လေတန့်စင်ဟာအဲ့ဒီဘက်မှာ kick box င်ထိုးလာရတယ်ဒါပေမဲ့ကိုစောပြိုးဝေကဒီပွဲကိုတန့်စင်ဝင်ထိုးပြတာကြောင့်တန့်စင်ကိုအထူးစာချုပ်ပေးရမယ်ဆိုပြီးညှိနှိုင်းလို့ဝမ်ကခွင့်ပြုလိုက်တယ်အမေရိကန်တော့တော့သိနေစာချုပ်ကြီးမဟုတ်သေးဘူးเนาะအထူးစာချုပ်အဲ့စာချုပ်ကြောင့်တန့်စင်ဟာဝမ်ပြိုင်ပွဲမှာပါပွဲရခဲ့တယ်စူရီယန်လက်တော့နဲ့ထိုးခဲ့ရတယ်တန့်စင်ကန်ဆိုးတာကတော့ ထခဲုံနဲ့ထိုးပြီးတော့ဝမ်းစံညုံကိုဝင်ကလိုက်ပြီးရဲ့နောက်ပွဲအားလုံးချုံးတော့တာပဲထခဲရုစူရီယန်လက်ဂင်ဆန်လက်မင်းညားကနေထိုးသွားတဲ့ခံပေါ်နာအားလုံးကိုတန့်စီချုံးတယ်လေးဘွဲဆက်တိုက်ချုံးသွားနေတာဖြစ်သွားတယ်ဘလက်ပန်သာကတော့ဝမ်းကရေးထားတဲ့ဇန်ညုံကိုဝင်မကပေးတဲ့အတွက် သူ့ကိုအညှိုးထားပြီးတော့ဆက်ဆန္ဒခံလိုက်ရတယ်ဘလို့အညှိုးထားသလဲဒီလောက်ထိအလားအလာကောင်းနေတဲ့ဖိုင်တာလေးကိုတနစ်ခွန်ဒီပါလား လုံးဝဝမ်းကပွဲမပြီးတော့ဘူးတချို့ဖိုင်တာတွေဆိုရင်စိတ်တက်ကြပြီးတော့ယုံကြည်ချက်တောင်ပျောက်သွားနိုင်တယ်ဒီဒီချိန်မှာလဲဘလက်ပန်တာကိုပွဲတယ်ပေးထားတာမဟုတ်ဘူး USSB ကျူနန်ကိုထိုင်းကရင်ဖိုင်တာဆူအာဘလက်နဲ့ပွဲတယ်ပေးထားတာဒါပေမဲ့ဘာဖြစ်လာသလဲဆိုတော့ပွဲထိုးဖို့အတွက်ဝိရှာတာမှာဆူအာဘလက်အဆင်မပြေဖြစ်ပြီးဆေးရုံရောက်သွားတယ်ပြိုင်ပွဲထိုးဖို့ကလည်းရပ်ပိုင်းတော့ပဲလိုတော့တယ်ပြောရမယ်ဆိုရင်ဗျာ၃ရက်လောက်ပဲလိုတော့တဲ့အချိန် ဒီချိန်မှာဝမ်ကဘလက်ပန်သာကိုမင်းဒီဘွဲထိုးနိုင်မလားထိုးနိုင်မယ်ဆိုငါတို့စင်ပေါ်တင်မယ်ဆိုတော့ဘလက်ပန်သာကခေါင်းကြီးလက်ခံလိုက်တယ်တချို့သောဖိုင်တာတွေဆိုရင်ညင်းမှာဗျဒီလောက်ထိရက်ကကတ်နေပြီလေပြန်ဘက်ကလည်း UN SP Junan ရှေ့မှာဆိုရင်6ဘွဲတောင်ထိုးခဲ့တယ်ဗျာ9ဘွဲနိုင်ထားတယ်နောက်ဆုံးဘွဲမှာတိုင်ကီနိုင်တို့ရှုံးထားတာအဲ့တော့ဒီဘွဲက UN SP Junan အတွက်နိုင်ဘွဲလုံနေတဲ့ဘွဲ ပွဲဆက်ကလည်းမဖြတ်တောင်းဘူးအတွေ့အကြုံကလည်းရှိနေတယ်ဒီလိုဖိုင်တာမျိုးကိုတော်ယုံဖိုင်တာကအခုလိုရက်ကပ်ပြီးထိုးရမှာလို့ချွန်ကိုချောင်းမှာပဲဘလက်ပန်သားလက်ခံလိုက်တယ်စင်ဘောဒီမနေ့ရောက်လာတော့ဘလက်ပန်သားအဆင်ပြေပါမလားပေါ့ကျွန်တော်စောင့်ကြည့်တယ်ဒါပေမဲ့ဘလက်ပန်သားဘလက်ပန်သားပဲခင်ဗျတကယ်ကိုအစွမ်းပြသွားခဲ့တယ်သူသားအမတ်ဆုံးပြတ်ချက်အထိရောက်သွားခဲ့ရင်ဝမ်းကသူ့ကိုအညှိုးထားတယ်ညိုနေတဲ့အတွက် အနိုင်ပေးခြင်းမှာပေးမယ်ဆိုတာကိုဘလက်ပန်သာတွက်ဆထားပြီးသားဒါကြောင့်သူအလဲထုံးနိုင်အောင်ကြိုးစားတယ်တကယ်လည်းပဲဒုတိယပွဲစီမှာယိုဟန်အက်စမီကျူနန်ကိုဘလက်ပန်သာက၃ချိန်နော့ကောင်းကြအောင် ထိုးပြီးတော့ပြန်ပွဲစီမင်းရပွဲကြီးတစ်ချိန်မှာကိုယ့်ပြန်ဘက်ကို၃ချိန်နော့ကောင်းကြအောင်ထိုးနိုင်ရင်ဒါအလဲထုံးနိုင်တာဖြစ်တဲ့အတွက်ဘလက်ပန်သာနိုင်သွားခဲ့တယ်ပွဲပြီးမှဝမ်ဟာဘလက်ပန်သာကိုဘောနပ်စ်မှာပေးလိုက်ရတယ်ဒီတော့ဘလက်ပန်သာပြန်လာခဲ့ပြီး ဝိုင်းရဲ့ဇညုံကိုဝေမကပေးတဲ့ black panther ဟာပွဲထိုးရဖို့၃ရက်လောက်အနီးကပ်ပြီး short notice နဲ့စင်ပေါ်ပြန်နေတာကိုခံရပေမဲ့အလဲထိုးရလာတဲ့သူပြန်လာနိုင်ခဲ့ပါပြီခင်ဗျဟုတ်ကဲ့ဒီပွဲကတော့ဒီမနေ့ရဲ့တကယ့်ကိုအလှပါဆုံးပွဲလို့တော့ပြောရမှာဖြစ်ပါတယ် black panther ဟာအတော့ကိုကောင်းခဲ့ပါတယ်လက်တီချက်တွေဒရောင်ချက်တွေရှေကန်ချက်တွေအဘပြင်းတဲ့ဆိုအသုံးပြုပြီးတော့ USB ကျူနံကိုဖိအားပေးပြီးအနိုင်ယူသွားခဲ့တာဖြစ်ပါတယ်ခင်ဗျ ပြောမယ်ဆိုရင် Black Panther ဟာတကြောပြန်ပွဲမှာအနိုင်ရတဲ့အတွက်လေးဘွဲဇက်တိုက်အနိုင်ရလက်ကိုပိုင်ဆိုင်ရရှိသွားခဲ့ဖြစ်ပါတယ်။သူနိုင်ခဲ့တဲ့အထက်မှာ Syrian လက်လို့ Fighter မျိုးတော်ပါဝင်ခဲ့ပါတယ်ခင်ဗျာ။ဟုတ်ကဲ့အခုဆိုရင် SP Junan လို့ Fighter မျိုးတော်ပါဝင်သွားခဲ့ပါပြီ။ဒီတော့ Black Panther ကို1ဟာအရင်ကလို့ပွဲပြန်တည်ပေးလို့တော့မလားဆိုတာကျွန်တော်တို့ဆက်လက်ဆောင်ကြည့်ရတော့မှာဖြစ်ပါတယ်ခင်ဗျာ။ကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။